မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူများငမွတ်ပြီးအညံ့ခံလာအောင်လုပ်နေသည့်စစ်အုပ်စုကိုနိုင်ငံတကာလက်ပိုက်ကြီးမနေသင့်ဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်အုပ်စုကမြန်မာပြည်သူများကိုငမွတ်အောင်ထားရှိစေခြင်းဖြင့်အညံ့ခံစေသည့်နှီးလန့်အားအသုံးပြုနေသည့်အပေါ်နိုင်ငံတကာတိုက်ဝန်းအနေဖြင့်လက်ပိုက်ကြီးမနေသင့်ကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ် အောက်တိုဘာ18ရက်နေ့ကုလသမဂ္ဂဌာနချုပ်၌ကျင်းပသည့်ဇာနယိခရရှိခွင့်ဆိုင်ရာအပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တွင်ကုလသမဂ္ဂဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တက်မှတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်ပြောကြားခဲ့သလိုမြမနိုင်ငံတွင်ဇာနယိခရရှိခွင့်မှာစနစ်တကျပင်ညှင်းပယ်ခံထားရကြောင်းလည်းဆိုပါတယ်။ပြည်သူတွေငတ်နေရင်သူတို့ကိုစစ်အုပ်စုမတော်လှနိုင်တော့ဘူးဆိုတဲ့ဖြူဟာကိုအယက်ဆက်ဆုံးကျင့်သုံးနေတယ်။ရွာရီမီရှို့တဲ့ပစ္စည်းတွေလူတဲ့ ိုးပြတွေမှာဆိုရင်လဲကျူးကျော်ဆိုပြီးအိမ်တွေဖြက်ဆိုင်တွေဖြက်လုပ်နေတာကပြည်သူတွေငတ်အောင်ကိုချီရွက်ချက်ကြီးကြီးနဲ့လှုပ်ဆောင်နေတာဟုရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်ပါရှင်တို့ကသတင်းဌာနကိုပြောပါရယ်ဆေးဥစုသည်အကူအညီပေးအပ်သည့်ထောက်ပံ့မှုများကိုတားမြစ်ပိတ်ဆိုခြင်းလူသားချင်းစာနာထောက်ထားမှုအကူအညီများကိုဟန်တာကန့်သက်ခြင်းနဲ့လေယာဉ်များနှင့်စိုက်ပျိုးရေးသုံးပစ္စည်းကရိယာများကိုလေချောင်းတိုက်ခိုက်မှုများလက်နက်ကြီးများဖြင့်တိုက်ခိုက်မှုများဖြင့်ဖျက်ဆီးခြင်းတို့ကိုလှုပ်ဆောင်လျက်ရှိကြောင်းထို့ပြင်စေအုပ်စုက ခရိုနီအတိုင်းဝိုင်းများကိုမဖြစ်မနေလိုအပ်သည့်ကုန်စည်ပစ္စည်းဝင်ထွက်စီးဆင်းမှုများအားထိန်းချုပ်ရန်နှင့်ကုန်ပစ္စည်းများရှားပါမှုမှတဆင့်အမျက်ထုတ်နိုင်ရန်ခွင့်ပြုပေးထားကြောင်းဆိုရွားသည့်အခြေအနေအမျိုးမျိုးစုဆောင်နေသည့်အနေအထားတွင်အမျိုးသမီးများကလေးသူငယ်များပြည်တွင်းနေရဆုံခွာထွက်ပြေးတိမ်းရှောင်နေရသည့်အိမ်နောက်စုများရိုဟင်ဂျာဒုက္ခသည်များမျိုးနေပြည်သူများအလုံးအနေဖြင့်စားနပ်ရိက္ခာမဖူလုံမှုအဟာရမပြေဝမှုကျန်းမာရေးအရေးပေါ်အခြေအနေများနှင့် ဝင်ငွေမလောက်ငှမှုတို့ကြောင့်ဖြစ်ပေါ်လာသည့်စိန်ခေါ်မှုများနှင့်ချိန်ချမှုများကိုရင်ဆိုင်နေရကြောင်းလည်းဆိုပါရယ်။ခံမှန်းခြေအဖြစ်2025ခုနှစ်တွင်လူဦးရေ15တသမ2တန်းခန့်သည်အရေးပေါ်စားနပ်ရိက္ခာမလုံလောက်မှုနှင့်ရင်ဆိုင်နေရပြီး3တသမ5တန်းသောပြည်သူများအနေဖြင့်ပြည်တွင်း၌ဒီရက်ဆုံးခွာထွက်ပြေးတိမ်းရှောင်နေရကြောင်းအနာသိမ့်မှုနောက်ဆက်တွဲအဖြစ်စားနပ်ရိက္ခာရရှိခွင့်မှာပြိုလဲလျက်ရှိက တရားမဝင်စစ်အာဏာသိမ်းမှုကစီးပွားရေးရန်ရများကိုလက်နက်တပ်ဖွဲ့အုံပြုလျက်ငံမမှုနှင့်စင်းရဲမွဲတေမှုတို့ဖြစ်ပေါ်စေလျက်ရှိကြောင်းတမ္မတ်ကြီးကပြောပါရယ်ဆက်လက်ပြီးတမ္မတ်ကြီးကထို့သောအမျက်ထုတ်မှုပြစ်ဒဏ်ခင်းလွတ်ခွင့်နှင့်ရက်ဆက်ကြံကြုတ်မှုများအပြီးတိုင်ချုပ်ငင်ရေးအတွက်ကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုက်အဝန်းထံမှညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုရှိသည့်ထိရောက်သောဆောင်ရွက်ချက်များချက်ချင်းလှောက်ဆောင်ရန်တောင်းဆိုကြောင်းလည်းပြောပါရယ်ဆလပီနေရီကံပြူဟာကိုဘလို့တိတ်နေလဲ အာရကတက်တော်အေအေနဲ့မဟာမိတ်တပ်တွေအပိသက်သိမ်းပိုက်ထိုးစစ်ဆင်တည်တဲ့နှရေခံပြူဟာတိုက်ပွဲအကြောင်းဒီတစ်ပတ်ပြောပြပါမယ်။ရခိုင်ပြည်နယ်ကအမ်းမြို့နဲ့မကွေးတိုင်းကဗရန်မြို့ကိုဆက်သွဲထားတဲ့အမ်ပရန်လန်ပေါ်မှာပြူဟာမြောက်တည်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်နှရေခံပြူဟာကမကွေးတိုင်းရဲ့ဝင်ပေါက်ဖြစ်တယ်လို့ရခိုင်ပြည်နယ်အမ်းကိုထိုးစစ်ဆင်ဖို့အတွက်ဆိုရင်လည်းအရေးကြီးတဲ့နေရာဖြစ်ပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခတရှိခဲ့တဲ့အမ်းမြို့ကိုအရကတတ်တော် AA က2024ခုနှစ်ဒီဇင်ဘာလ20ရက်မှာအပြီးသက်သိမ်းယူခဲ့တာဖြစ်ပါတယ်။အမ်းမြို့ဒိန်းတိုက်ပွဲမှာဒုတိယတိုက်မှုဗိုလ်မှူးချုပ်တောင်ထွန်းနဲ့တိုင်ဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်းအပြင်စစ်တုံးပန်းရချီပြီး AA ကဖမ်းဆီးခဲ့ပါတယ်။ကြားပြင်စစ်တုံးပန်းဗိုလ်မှူးချုပ်တယောက်ကအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်လိုင်းကိုလက်နက်ချဖို့တိုက်တွန်းတဲ့အချိန် AA ရဲ့မြို့သိမ်းစစ်စင်ရေးတွေကအောင်မြင်ခဲ့ပါတယ်။ အဓိကအမ်းမြို့သိမ်းတိုက်ပွဲကိုစက်တင်ဘာလ26ရက်မှာစတင်ခဲ့ပါတယ်။သုံးလနီးပါးကြာထိုးစစ်အတွင်းနှပ်ပခရော်မြို့နယ်တစ်ခုလုံးကိုပါသိမ်းပိုက်ခဲ့ပါတယ်။ကြာပြင်ရိုးမလန်တိုင်းလာသမျှစစ်ကြောင်းတိုင်းကိုလည်းချေမုံခဲ့ပါတယ်။အမ်းမြို့သိမ်းပြီးခွားမြို့ကို2024ခုနှစ်ဒီဇင်ဘာလ19ရက်နေ့မှာအေအေကသိမ်းယူခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာခွားမြို့နဲ့ဆက်ဆက်နေတဲ့အေယာဝတီတိုင်းရွှေတောင်ရံဘက်ကိုအေအေနဲ့မဟာမိတ်တွေကထိုးစစ်ဆင်ပါတယ်။ ။ဧရာဝတီတိုင်းလိုပဲတောင်ကုန်းမြို့နယ်နဲ့ထိစပ်နေတဲ့ပဲခူးတိုင်းအုပ်ရှိပင်မြို့နယ်မှာလည်းအေအေနဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာစစ်တပ်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။တောင်ကုန်းအုပ်ရှိပင်လမ်းကျောတစ်လျှောက်ကစစ်တပ်စခန်းတွေကိုဆက်လက်ထိုးစစ်ဆင်နေပါတယ်။အလားတူရခိုင်ရိုးမပေါ်နဲ့အမ်ပဒန်လန်ကစစ်တပ်စခန်းတွေကိုလည်းအေအေနဲ့ပူပေါင်းတပ်တွေက2025နှစ်စံပိုင်းမှာဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့တပ်မ88 69လက်အောက်ခံတပ်ရင်းတွေမကွေကပါစာမှတပ်ဖွဲ့ဝင်တွေပါဝင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအမ်ဘရလန်တလျှောက်ခုခံခဲ့ပါတယ်။ဒါပေမဲ့အေအေနဲ့မဟာမိတ်တွေရဲ့ထိုးစစ်ကြောင့်စစ်ခန်းတွေဇက်တိုက်ဆုံးရှုံးပြီးဇက်တိုက်နောက်ဆုတ်ခဲ့ရတာပါ။အေအေနဲ့ပူးပေါင်းတပ်တွေထိုးစစ်အရှိန်မြှင့်လိုက်တဲ့2025ဖေဖော်ဝါရီလမှာတော့နေရီကန်ပြူဟာနဲ့အမ်ဘရလန်တိုက်ပွဲတွေမှာချက်မ69ကနီးပြူဟာမှုဒုတိယဗိုလ်မှူးကြီးကျော်ကျော်တပ်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်20စစ်တုံးပန်းအဖြစ်အေအေကဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာစစ်တပ်ကရာချီသေးဆုံးပြီး80ထဲမှနေပျောက်ဆုံးခဲ့ပါတယ်စစ်တုံးပန်ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကသူ့ပြူဟာထဲမှာတရင်တရင်ကိုတပ်ဖွဲ့ဝင်၁၀ကဏန်းခန့်သာရှိပြီးတိုက်လို့ခိုက်လို့စိတ်နဲ့ယုံကြည်မှုမရှိတော့ကြောင်းဝန်ခံခဲ့ပါတယ်တစ်ဖက်မှာတော့အေအေတပ်ဖွဲ့ဝင်တွေကရဲစွမ်းတတိနဲ့ပြည့်စုံပြီးယုံကြည်ချက်အတိုင်းတိုက်ပွဲဝင်နေကြတာတွေ့တယ်လို့စစ်မြေပြင်အရှိတရာကိုအေအေထံထုတ်ဖော်ဝန်ခံခဲ့ပါတယ်ကြပြင်အမ်ပရန်လန်ပေါ်ကတိုက်ပွဲတွေမှာစစ်တပ်ကအရာရှိတွေ အေအေလက်ဖြောင့်တနတ်သမားတွေကြောင့်ဒေတာကိုဇူလိုင်28ရက်နေ့မှာထွက်ပြေးလွတ်မြောက်လာတဲ့စစ်သားအစ်နေသူမျိုးကလည်းဖွင့်ချပြောပြခဲ့ပါတယ်။တိုက်ပွဲဖြစ်ရင်စစ်သားအစ်တွေကိုရှေ့ကအသေးခံတက်ခိုင်းပြီးပြန်ပြေးလာရင်ဖြစ်တတ်တာရှေ့မတက်ရင်ပြင်းထန်စွာအပြစ်ပေးတာစစ်သားအစ်တွေကိုစစ်သားဟောင်းတွေကခွဲခြားဖိနှိပ်တာထွက်ပြေးလို့မရင်ဖြစ်တတ်တာစတဲ့တပ်မကူဆက်ကူအောက်ကတရင်တွေထဲမှာတက်ပြက်နေတဲ့အခြေအနေကိုစစ်သားအစ်နေသူမျိုးကဆက်ပြောပါတယ်။တပ်မ69ကခုခံပေမဲ့ဇက်တိုက်အထိနာခဲ့တာကြောင့် တာဝန်အရှိဆုံးဖြစ်တဲ့ဗိုလ်မှူးချုပ်တင်မောင်ကျော်ကိုစစ်ကောင်စီကမိလာဇမ်းမှာပြန်ဖမ်းလိုက်ပါတော့တယ်။နိုင်ရီကံပြူဟာစကန်သိန်းတိုက်ပွဲဟာပြီးခဲ့တဲ့မလကုံမှာတော့ခိတရက်တန့်သွားပါတယ်။မလ28ရက်နေ့ကစကိုင်းနဲ့မန္တလေးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်အရေးပေါ်ကဲဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်အေအေကယာယီအပြစ်ရက်ခဲ့တာပါ။အဲ့ဒီအချိန်မှာပဲစစ်ကောင်စီကအင်အားတွေဖြည့်ခဲ့ပါတယ်။ဒါပေမဲ့အေအေနဲ့ပူးပေါင်းတပ်တွေထိုးစစ်အရှိန်တင်တာနဲ့စစ်တပ်ခန်းစစ်စခန်းတွေဇက်တိုက်လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။စက်တင်ဘာလမှာတော့ တက်မောက်69အထိနာလာပြီဖြစ်တာကြောင့်ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းပန်မြို့မှာအခြေစိုက်တဲ့စစ်စင်ရေးကိုကဲမှုဌာနချုပ်၁၉ဆကခ၁၉လက်အောက်ကတရင်တွေကိုနေရီကန်ပြူဟာနဲ့အမ်ပဒန်လန်ကစစ်စကန်းတွေကိုလဲလှယ်ပို့လိုက်ပါတယ်စစ်ကောင်စီတပ်ဟာတက်မောက်69ရဲ့အရက်ကိုဖုံးကွယ်ဖို့လှုပ်ကြံဇလန်းတွေနဲ့ဝါဒဖြန့်ခဲ့ပါတယ်တက်မောက်69လက်အောက်ခံခမရတရကိုဟာပြီးခဲ့တဲ့စက်တင်ဘာလဆန်းမှာမိခင်တရင်စီပြန်ခဲ့ပြီးအောင်ပွဲနဲ့ပြန်လာတဲ့အောင်ကြိုးဆူရေးလှုပ်ပြခဲ့ပါတယ် အေအေကိုတိုက်ခိုက်ဖို့အမိန်ပေးခဲ့ရတဲ့စကက18လက်အောက်ခံတပ်ရင်းတွေဟာနေရီကန်ပြူဟာနဲ့အမ်ဖရန်လန်တိုက်ပွဲတွေမှာအလူအလဲခံရပါတော့တယ်။စစ်ကောင်စီကစကက18လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ခမရ984ခမရ969ခမရ985ခမရ989ခမရ920ခလာရ295တပ်ရင်းကစစ်သားတွေနဲ့အတူစစ်မှုရန်တင်းနှင်စစ်သားတဲ့အများပြားကိုစေလွှတ်ခဲ့တာပါ။ အင်းအားဖြင့်တင်ပြီး AA နဲ့မဟာမိတ်တပ်တွေထိန်းချုပ်ထားတဲ့စခန်းတွေကိုစက်တင်ဘာလစမ်းမှပြန်လည်ထိုးစစ်ဆင်ထည့်ယူဖို့အထိစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့စကားက18ရက်တံပြန်ထိုးစစ်တွေကို AA နဲ့မဟာမိတ်တွေကရိုက်ချိုးပြီးထိုးစစ်ကိုအရှိန်မြှင့်လိုက်ပါတော့တယ်။နယ်ရေကန်ဗျူဟာရဲ့အဓိကခန်းစစ်စခန်းတစ်ခုဖြစ်တဲ့ခုတ်ကြီးစခန်းနဲ့ Fighter ကုန်းကိုစက်တင်ဘာလကုန်ပိုင်းနဲ့အောက်တိုဘာလစမ်းပိုင်းမှာ AA နဲ့ပူးပေါင်းတပ်တွေထည့်ယူပြီးတဲ့နောက်ပိုင်းဖြူဟာတွေကစစ်ကောင်စီအရာရှိတွေဟာအော်တိုဘတ်9ရက်နေ့ကရဟတ်ရင်တွေနဲ့စုပ်ခွာသွားတယ်လို့စစ်ရေးသတင်းရင်းမျက်စီကနေသိရပါဗျ။ လက်ရှိမှာတော့နှဲ့ရီကံပြူဟာကိုအပိသက်သိမ့်ပိုက်နိုင်ဖို့လက်ကျန်နေရာအချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးဖက်ပြင်းနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းလိုက်လံရှင်းလင်းနေတယ်လို့ AA ကအော်တိုဘာလ15ရက်မှာထုတ်ပြန်ခဲ့ပါတယ်။နှဲ့ရီကံပြူဟာကုန်းကိုအပိသက်သိမ့်ပိုက်နိုင်ဖို့လက်ကျန်နေရာအချို့သာကြံတော့ပြီးထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းပြစင်ကလျာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေပြီးလက်နက်ချအလင်းဝင်ရောက်လာသူတွေကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီလက်ခံထားကြောင်းအသိပေးထားပါတယ်။ င်လယ်ရင်မျက်နှာပြင်အထက်ပေ9000ဝန်းကျင်အမြင့်မှာတည်ရှိတဲ့နယ်ရေကန်ဖြူဟာမှာစစ်တပ်ကအရင်ကရခိုင်ရိုးမှအနောက်ကျန်နိုင်ငံဧရိယာတွေအတွက်လေကြောင်းရန်ကာကွယ်ဖို့ရေဒါပါတပ်ဆင်ခဲ့ပါတယ်။ AA ကထိုးစစ်စတင်ခဲ့တဲ့ဖေဖော်ဝါရီလမှာပဲ AA ရဲ့ထိုးစစ်တွေကိုကြောက်နေတဲ့စစ်တပ်ဟာနယ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းမှာတပ်ဆင်ထားတဲ့ရေဒါကိုဖြုတ်သိမ်းပြီးရွှေ့ပြောင်းလိုက်ပါတော့တယ်။ PAT Aliwani Radar လို့ခေါ်ပြီးအကွာဝေးကီလိုမီတာ250မိုင်နဲ့ဆိုရင်155မိုင်ခန့်အထိစောင့်ကြည့်ထောက်လန်းနိုင်တဲ့အဲ့ဒီ Radar ဟာ Bangladesh နိုင်ငံရဲ့လေကြောင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်ထောက်လန်းဖို့တပ်ဆင်ထားတာဖြစ်တယ်လို့မြန်မာစစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာလေလံရေးအဖွဲ့ MDS ဆိုင်ကထုတ်ပြန်ထားပါတယ်အဲ့ဒီနောက်နိုင်ငံလီချောင်းရံကောက်ွယ်ရေးစခန်းကိုချီလင်းဖြူဟာကုန်းအဖြစ်ဖွဲ့စည်းပြီးခုခံဖို့ပြင်ခဲ့တာပါ စီရီတရင်ကိုတူတူတိတ်တိတ်ထားတတ်တဲ့အေအေကနေရီကံပြူဟာကိုခြေမုံနဲ့တိုက်ပွဲတရင်တွေပြင်ပကိုအကျေတဝက်ထွက်မလာပေမဲ့အတွင်းစီမှာတော့စစ်တပ်ဟာစိတ်ပိုင်းရောရုပ်ပိုင်းပါရုပ်ဖြတ်ဆင်ဖြတ်ဖြစ်ခဲ့ပါတယ်။စကန်သိန်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတုံပန်းတွေထပ်မံဖမ်းမိထားတယ်လို့သိရပါတယ်။လက်ရှိမှာတော့စစ်ကောင်စီဟာအမ်းမြို့ကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးစားတဲ့စစ်စင်ရေးပြက်စီးသွားပြီးဖြစ်တယ်လို့မကွေးတိုင်းအနောက်ချမ်းကိုလည်းတော်လန်ရေးအင်အားစုတွေကနေမီစိုးမိုးမှုအပြေအဝရရှိဖို့လမ်းပွင့်သွားပြီလို့အေအေရဲ့မဟာမိတ်တပ်တွေကပြောပါတယ်။ ။စီရင်လေးလာသူတအူကတော့အဲ့ဒါနဲ့ရေခံရပြီဆိုတော့အောက်လွင်ပြင်ကိုစီးသွားပြီ။ဗဒန်လွင်ပြင်ကိုစီးသွားပြီ။ဗဒန်ကအမြောက်တက်ဌာနချုပ်တခုရှိမယ်။ပကဆရီရှိတာကိုအဲ့ဒါကိုစုံမှုသွားပြီ။ချက်ချင်းကြီးတော့ဆင်းလာနိုင်မှာမဟုတ်ဘူးပေါ့ဗျာ။အပေါ်ကိုချုပ်ကင်ပြီးသွားရင် အခြေကုပ်ယူသွားပြီးပြီဆိုရင်တော့တဖြည်းဖြည်းဆင်းလာရတာလွယ်သွားတာပေါ့။စစ်တပ်အနေနဲ့ကြခတ်သွားပြီ။စစ်တပ်ကိုအများကြီးချိန်ချောက်နိုင်တာပေါ့။ကပါစာရီကိုချိန်ချောက်ပြီးသွားပြီဖြစ်တာကိုအတိုက်ခံရဖို့ပုံနီးလာတာပေါ်လို့သုံးသပ်ပါတယ် ကြာပြင်စစ်တပ်ကြွေးကြော်နေတဲ့တောင်ကုန်းတို့အန်းတို့ကိုပြန်သိမ်းဖို့ပိုအလန်းဝေးသွားပြီလို့သူကသုံးသပ်ပါတယ်။ကြာပြင်နရေကံပြူဟာကနေ၁၀မိုင်ကျော်ပဲဝေးတဲ့ပဒံမြို့ပါမှကြဖို့စစ်တပ်ကတပ်မတစ်ခုထပ်မံဖြည့်တင်းဖို့ပြင်နေပြီလို့အထက်ပါစီရေးလှိလာသူကဆက်ပြောပါတယ်။ဒီပြင်တိုက်ပွဲတွေမှာလေပြူဟာကြကြတိုက်ပွဲတွေဖော်ဆောင်နေရတယ်လို့စိတ်တဆစ်စင်ရေးတိုက်ပွဲပါတပြိုင်တည်းဖော်ဆောင်နေတဲ့အေအေရဲ့နဲ့ရေကန်ပြူဟာသိန်းတိုက်ပွဲဟာအပိသက်နိုင်ဖို့လက်တကန်းအလူကိုရောက်နေပြီလို့တိုက်ပွဲဝင်နေတဲ့တော်လန်ရေးရဲဘော်တအူကပြောပါတယ်